အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျဆိုးပါ People Media ဖြစ်ပါတယ်ဗျာဒီနေ့နိုဝင်ဘာလ9ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းလို့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ချင်းပြည်နယ်မှာတပ်မတော်ကဒါအကြမ်းဖက်အုပ်စုတွေထိချုပ်ထားတဲ့မြို့များတဲကမြို့တစ်မြို့ကိုပြန်ပြီးတော့ထိချုပ်နိုင်ပြီဖြစ်ပါတယ်အဲ့ဒီမြို့ကတော့ဖလန်းမြို့နယ်ဝေဘူးလားမြို့ဖြစ်ပါတယ်ဝေဘူးလားမြို့ကိုအကြမ်းဖက်အုပ်စုတွေကပြီးခဲ့တဲ့ကာလတွေမှာထိချုပ်ထားပါတယ်ဒီဝေဘူးလားမြို့ကိုတပ်မတော်ကပြန်ပြီးထိချုပ်နိုင်ဖို့အတွက်စစ်ကြောင်း၃ကြောင်းနဲ့ပြန်ပြီးတော့ကျွန်တော်တို့ထိုးစစ်ဆင်ပြန်ပြီးတော့ထိချုပ်ခဲ့တာဖြစ်ပါတယ် ဒီမြို့ရဲ့ဒီနေရာကဖလန်းမြို့နဲ့ဖလန်းမြို့နယ်တဲကပါတဲ့မြို့တစ်မြို့ဖြစ်တော်လဲပဲသူကကလေးမြို့နဲ့ဆိုရင်16မိုင်ခန့်အကွာမှာတည်ရှိတယ်ဖလန်းမြို့နဲ့ဆိုရင်42မိုင်42မိုင်ခန့်အကွာမှာတည်ရှိပါတယ်တနည်းအားဖြင့်ကလေးနတ်ချောင်းဖလန်းဆက်သွယ်ရေးလမ်းမကြီးပေါ်မှာတည်ရှိတဲ့မြို့ငယ်လေးတခုဖြစ်ပါတယ်မြို့ငယ်လေးဆိုတော်လဲပဲစေရေးရအရန်ကိုအရေးပါပါတယ်ဒီလမ်းကြောင်းကနေတစ်ဆင့်ကျွန်တော်တို့ဒါအိန္ဒိယမြန်မာနယ်စပ်ထိပေါက်တဲ့လမ်းမကြီးဖြစ်ပါတယ်စေရေးရအရန်အေးပါတယ်ပြီးရင်တော့ကျွန်တော်တို့ မကူတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့ချိတ်ဆက်ထားတဲ့လမ်းမိုက်ပေါ်မှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်ဒီမြို့ကိုတက်မတော်ကပြန်ပြီးတော့ထိချုပ်နိုင်သွားပြီဖြစ်ပါတယ်အလားတူပါပဲအကြမ်းမအုပ်စုတွေကဒါဖလန်းမြို့ကိုလည်းထိချုပ်ထားပါတယ်အကြမ်းမအုပ်စုတွေကဖလန်းမြို့ကို2025ခုနှစ်ဧပြီလ9ရက်နေ့မှာထိချုပ်နိုင်ခဲ့ပါတယ်ဖလန်းမြို့ကိုအကြမ်းမအုပ်စုတွေက9လကျော်တိုက်ခတ်ပြီးတော့မှထိချုပ်နိုင်ခဲ့တာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဖလန်းမြို့နယ်ထဲမှာအရေးပါတဲ့ recorder မြို့ပါ recorder မြို့ကို2023ခုနှစ်နိုဝင်ဘာလမှာအကြမ်းမလက်နက်ကိုင်ဖွဲ့တွေကထိချုပ်ထားတာဖြစ်ပါတယ် ရီကော်ဒါမျိုးကအိန္ဒိယမြန်မာနယ်စပ်မှာတရှိပြီးတော့ကုံသွယ်ရေးမျိုးတစ်ခုဖြစ်ပါလေပြီးတော့ကျွန်တော်ဖလန်းမျိုးနဲ့မိုင်း90မိုင်း90ကျော်ကအကွာမှာတရှိတယ်တိတိမျိုးနဲ့မိုင်း20ကျော်ကအကွာမှာတရှိပါလေတပ်မတော်ကတော့လက်ရှိဒီဖလန်းမျိုးနယ်တွေကအရေးပါတဲ့လမ်းမိုင်းတွေကိုထိန်းချုပ်ဖို့အတွက်စစ်စေးဆောင်နေတာတွေ့ရပါတယ်လက်ရှိဒီတပ်မတော်ဆက်ကြောင်းစစ်ကြောင်းတွေကဝေဘလောင်းမျိုးကိုထိန်းချုပ်သွားပြီးနောက်ပိုင်းမှာဆက်ပြီးတော့ကျွန်တော်တို့ဖလန်းမျိုးကိုဆက်ပြီးတော့စစ်ကြောင်းထိုးမလားဆိုတာလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါလေ ်ဖလားမြို့ကချင်းမီနယ်မှာကျွန်တော်တို့လေငွေတရှိတဲ့မြို့လည်းဖြစ်ပါတယ်ဆေးရအရန်ကိုအရေးပါတဲ့မြို့ဖြစ်ပါတယ်မြို့ဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်အကြမ်းအုပ်စုတွေထိချုပ်ထားတဲ့ချင်းမီနယ်အတွင်းမှာအကြမ်းအုပ်စုတွေထိချုပ်ထားတဲ့မြို့တစ်မြို့ကိုတော့တပ်မတော်ကပြန်ပြီးတော့ထိချုပ်နိုင်သွားပြီဖြစ်ပါတယ်အကြမ်းအုပ်စုတွေရဲ့သူတို့ရဲ့ဒီ Facebook Facebook စာမျက်နှာတွေမှာရေးသားဖော်ပြချက်ရဆိုရင်တော့တပ်မတော်ကဝေဘူးလာမြို့ကိုရရှိဖို့အတွက်အင်အား600ကနေပြီးတော့800အတွင်းအသုံးပြုပြီးတော့ ိုက်ခိုက်ခဲ့တာဖြစ်ထိုးစစ်ဆင်ခဲ့တာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အကြမ်းမတ်မီဒီယာတွေမှာတော့ရေးသားထားပါတယ်တိုက်ခဲ့တဲ့ကမှာစစ်ကြောင်း၃ကြောင်းနဲ့တိုက်တယ်ပထမတစ်ကြောင်းကတော့ကျွန်တော်တို့ကလေးနဲ့ကလေးနဲ့ဂံကောကြားကနေပြီးတော့အခြေပြုပြီးတော့တစ်ကြောင်းတက်တယ်နောက်ထပ်စစ်ကြောင်း၃ကြောင်းကတော့ကလေးကလေးမြို့နယ်ကလေးမြို့မှာတည်ရှိတဲ့ကလေး GDC အနည်းမှာအခြေပြုပြီးတော့စစ်ကြောင်း၃ကြောင်းနဲ့ချီတက်တယ်လို့ပြောပါတယ်လက်ရှိတော့တပ်မတော်စစ်ကြောင်း၃ကြောင်းကဝေဘူးလာမြို့မှာ ပေါင်းစုံပြီးတော့ဝေဘူလာမြို့ကိုအလုံးစုံထိန်းချုပ်သွားပြီလို့ချင်းမီဒီယာတွေမှာလည်းဖော်ပြတာတွေ့ရပါတယ်။ဒါကတော့ချင်းမီနယ်အတွင်းမှာတပ်မတော်ကပြမဆုံးထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။ဒီမြို့ကတော့ဝေဘူလာမြို့ပါစည်ရေးနိုင်ငံရအရန်ကိုအရှိပါပါတယ်။တနည်းအားဖြင့်ကျတော့ကလေးမြို့နဲ့ဆိုရင်တော့စစ်ကြောင်းမိုင်ခံအကွာမှာတည်ရှိတယ်။ဖလန်းမြို့နဲ့ဆိုတော့50မိုင်အကွာမှာတည်ရှိပါတယ်။ကလေးနှစ်ကြောင်ဖလန်းစက်သွေးလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။ဒါကျွန်တော်တို့ဖလန်းမြို့ရဲ့အခြေအနေနဲ့ပတ်သက်ရင်ဖလန်းမြို့ကစည်ရေးနိုင်ငံရအရန်ကိုအရေးပါပါတယ်။ တစ်ဖက်မှာကျွန်တော်တို့ recorder မျိုး recorder မျိုးကဒါကျွန်တော်တို့အိန္ဒိယမြန်မာကုံသွယ်ရေးမျိုးတစ်ခုဖြစ်ပါတယ်ဒီမျိုးကိုလည်းအကြမ်းအုပ်စုတွေထိ ंछ ုတ်ထားတယ်ပြီးရင်ကျွန်တော်တို့ဖလန်းမျိုးအောက်မှာကျွန်တော်တို့ဒါဆက်ဆက်တဲ့မျိုးတွေကိုလည်းအကြမ်းအုပ်စုတွေထိ ंछ ုတ်ထားပါတယ်တော့တက်မတော်ကတော့ကျွန်တော်တို့ချင်းပြည်နယ်မှာပထမဆုံးကျွန်တော်တို့အောင်မြေကိုနင်းလိုက်ပြီဖြစ်ပါတယ်အလားတူပါပဲကျွန်တော်အခြားသောအိန္ဒိယတွေမှာလည်းတက်မတော်ကထိုးစစ်ဆင်လည်းရှိပါတယ်ဒီအိန္ဒိယတော့ကျွန်တော်တို့အသေးစိတ်ထုတ်ပြီးတော့မပြောသေးပါဘူးနောက်ထပ်ဒီမိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ ရှမ်းပြည်နယ်အေးဒါယာမြို့မှာအေးဒါယာမြို့မှာလွတ်တော်ကိုယ်စားလှယ်လောင်းပေါ့ဗျာလွတ်တော်ကိုယ်စားလှယ်လောင်းတူဦးရဲ့လွတ်တော်ကိုယ်စားကိုယ်စားလှယ်လောင်းရဲ့လက်ချက်ကြောင့်အမျိုးသားတူဦးတည်ဆုံခဲ့ရပါတယ်အဲ့တော့တိုင်းပြည်ကိုချစ်ပါတယ်ကိုဒေသရဲ့ကောင်းကျိုးကိုလုပ်ပါမယ်ဆိုတဲ့ပုံကိုယ်ရဲ့လက်ချက်နဲ့ကျွန်တော်ပြည်သူတွေတည်ဆုံခဲ့ရတဲ့ဖြစ်စဉ်ပါဖြစ်စဉ်ကိုတင်ပြပါမယ်ဝင်ပါလား၄ရက်နေ့ည၈:၃၀အချိန်ခန့်ကရှမ်းပြည်နယ်အေးဒါယာမြို့ရက်ကွက်၁နေမြေ၂အကွက်ကြီး၈၀အိမ်မက်၄၂နေရှိလမ်းမပေါ်မှာနေရှိလမ်းမပေါ်မှာဒီတစောင်းတိုင်းလာပြည့်ညက ချက်ခိုးရာကနေပြီးတော့အင်ရှင်ရိုင်းနှက်မှုကြောင့်အမျိုးသားတယောက်နှစ်ဖူးမှကျွန်တော်တို့ပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့်ကွယ်လွန်ခဲ့ပါတယ်။ရိုင်းနှက်ခံလို့သေဆုံးသွားတဲ့အမျိုးသားကလော်တာခဆိုင်းထွန်းစာဖြစ်ပါတယ်။သူကတော့ရိုင်းနှက်ခံရတာဖြစ်ပါတယ်။လော်တာခဆိုင်းထွန်းစာသေဆုံးမှုနဲ့ပတ်သက်ပြီးတော့ဒါလူမျိုးတစ်ဖုတ်နေကစုံစမ်းစစ်ဆေးမေးမြန်းတဲ့အခါမှာမေးမြန်းတဲ့အခါမှာအိမ်မှရဖြစ်တဲ့ဦးဆိုင်ရွှေတီဦးဆိုင်ရွှေတီရဲ့အိမ်နဲ့ခုနက ရိုက်ခံလို့တည်သွားတဲ့သူရဲ့အိမ်ဟာခြံချင်းကရက်ဦးဆိုင်ရွှေထီးရဲ့ဦးဆိုင်ရွှေထီးနဲ့ခုနကရိုက်နှက်ခံတဲ့အိမ်ဟာခြံချင်းကရက်ဖြစ်တယ်ဦးဆိုင်ရွှေထီးရဲ့ကြက်တွေကဦးဆိုင်ရွှေထီးရဲ့ခြံထဲမှာမကြီးပြင်ရှိတယ်အဲ့ဒီမကြီးပြင်ပေါ်မှာညဘက်သူကြက်တွေကတက်တက်အိတ်တယ်အဲ့ဒီကြက်ကိုတခိုးကြီးညဖြစ်တဲ့တစောင်းတိုင်းလာပြင်းညမှာအိမ်ဘေးနာအိမ်ကဝင်ခိုးတယ်ဗောဗျတက်ခိုးတယ်ဗောကျွန်တော်တို့ဒီမြန်မာဒလေးဗောဗျဒါလည်းခိုးရတာပါပဲကျွန်တော်တို့ငယ်တုန်းကဆိုဘလောက်ဆိုလဲဆိုရင်အဲ့ဒီအိမ်ကကြောင်းအိမ်သားတွေကဆက် ုပ်စုလိုက်ငုတ်ချုပ်ပြီးတော့အချားနေတော့ပုံထားတာအဲ့လိုတွေလုံနေကြက်တွေခိုးစားကြတယ်ဟိုဒါလည်းကျွန်တော်တို့ချစ်စဝက် delay ပါပဲဘာကြောင့်လဲဆိုတော့ဟိုတိတ်ပြီးတော့လူထိခိုက်ထိခိုက်မှုဖြစ်အောင်တော့လုပ်ခဲ့တာတော့မဟုတ်ပါဘူးဟိုကျွန်တော်အပျော်ပေါ့ဗျအပျော်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 လုံးကြတာပေါ့ဒါကျွန်တော်တို့ရက် delay ရွာ delay မှာရှိပါတယ်ရက် delay ရွာ delay မှာရှိပါတယ်အော်ဒီအမျိုးသားကလည်းဒီဦးဆိုင်ရွှေဒီရဲ့နေအိမ်မကြီးပင်ပေါ်မှာရှိတဲ့ကြက်ကိုအိတ်တန်းဝင်နေတဲ့ကြက်ကိုခိုးတာတက်ယူတယ်ပေါ့ဗျယူတဲ့အခါမှာဦးဆိုင်ရွှေဒီနဲ့သူ့ရဲ့တားဖြစ်သူ ဆိုင်ဆိုင်ဆိုင်ကျော်ဆိုမိုးသူတို့ကဒုတ်တင်တော့ဝိုင်းရိုက်လိုက်တယ်ဗျာဒုတ်တင်တော့ဝိုင်းရိုက်လိုက်တယ်ဒုတ်တင်တော့ဝိုင်းလိုက်တော့ကြက်ခိုးတဲ့ကြက်ခိုးတဲ့ကြက်ခိုးတဲ့ခုနကအိမ်ပင်နာအမျိုးသားကဝက်ဘတ်နှစ်ဖူးသွေးထွက်ပေါက်ပြဲတန်ရာတွေရာဘတ်နှစ်ဖူးပြင်ပေါက်ပြဲတန်ရာတွေပြီးရင်ကျွန်တော်ခြေသလုံးမှာညိုခြေဒကိုလုံးကဒကိုလုံးပြကျွန်တော်ဒုတ်တင်နဲ့ရိုက်ရိုက်နှက်ထားတာအဲ့ဒုတ်တန်ရာကြောင့်ပဲတည်ဆုံးသွားတယ်တည်ဆုံးသွားတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီခုနကဦးဆိုင်ရွှေတီးနဲ့၎င်းရဲ့သားဖြစ်တဲ့သူ ဆိုင်းကျော်ဆိုးမိုးနှစ်ဦးကိုဒါဖမ်းဆီးလိုက်တယ်ဖမ်းဆီးလိုက်တယ်ကျွန်တော်အဲ့ရဲ့ဒီလက်တယ်ဟောဗျာကျွန်တော်အဲ့လူကဘသူလဲဗောဘသူလဲတော့ကျွန်တော်တို့ဟိုဒေတာကန်နေကိုမေးတဲ့အခါမှာအဲ့ဒီဦးဆိုင်းရွှေဒီကမှတ်ပုံနေနံပါတ်က73မြင်းဆောင်ကာလာနာနိုင်33 49နဲ့ဖြစ်တယ်သူကပြည်သူ့ရှစ်ဆောင်ပါတီရဲ့ပြည်နယ်အမတ်လောင်းလည်းဖြစ်တယ်ဗောကျွန်တော်ကဒီညမှာကျွန်တော်တို့ကဒီဒီဟာကကျွန်တော်တို့အခြားပါတီလုံးလည်းအခြားပါတီက60လောင်းလို့ကျွန်တော်ပြောမှာလက်ရှိ လက်ရှိကျွန်တော်တို့ဒါကိုတီလက်ရောက်ကျူးလွန်နေသူ့လက်နဲ့ပဲတည်ဆုံသွားရတယ်ဗျာအဲ့ဒီကိုစလဲရဲ့လက်ချက်ကြောင့်တည်သွားခဲ့တာတည်သွားခဲ့တာအဲ့ဒီကိုစလဲကပြည်သူ့ရှေ့ဆောင်ပါတီကပါတီကကိုစလဲဖြစ်တယ်သူကတောင်ကြီးမြို့ရဲ့တောင်ကြီးမြို့ရဲ့ကျွန်တော်တို့ဒီပြည်နယ်လွတ်တော်ပေါ့ပြည်နယ်လွတ်တော်ဝင်ရောက်ရှေ့ပြိုင်မဲ့သူဖြစ်တယ်ဒီနေ့အပြည့်ကျွန်တော်ရှမ်းပြည်နယ်လွတ်တော်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနဲ့အမှတ်၁အမှတ်၁ကနေဝင်ရောက်ရှေ့ပြိုင်မှာဖြစ်ပါတယ်နာမည်ကဦးဆိုင်ရွှေတီအမှတ်က73မြေဆောင်ကာလာနာနိုင် 3ည3 3 3 4 5 6နှစ်ကိုစားဥပါတီကပြည်သူ့ရှေ့ဆောင်ပါတီဒါဒီမှာဒီမှာဒါဒါဒါအဲ့ဒီပါတီရဲ့ကိုယ်စားလှယ်ပေါ့ဗျာသူရဲ့လက်ချက်နဲ့ကျွန်တော်တို့ခုနကြက်ခိုးတဲ့အမျိုးသားတယောက်တည်ဆုံးခဲ့ရတာဖြစ်ပါတယ်သူနဲ့သူရဲ့သားပေါ့ဗျာသူနဲ့သူရဲ့သားတို့ရဲ့လက်ချက်နဲ့တည်ဆုံးခဲ့ရတာလက်ရှိတော့အဲ့ဒီအရောဖမ်းလာတယ်အဲ့တော့ကျွန်တော်တို့အာသူတို့ဒါကျွန်တော်တိုင်းပြည်တိဆောက်ရေးတွေတောင်းရောက်သဘောထားကြီးကြပါငင်းငင်းရအရေးကြီးရတာပြောတာ သူတို့သူ့ရံကြက်လေးလဲတကောင်လဲပါတော့မလဲဆိုတော့ဒုံးနဲ့နှစ်ယောက်ဝိုင်းရဲလဲရတာကြက်ကြက်ခိုးတဲ့လူသေးသွားတယ်ကြက်တကောင်တန်ဖို့ဘယ်လောက်ရှိမှာလဲခင်ဗျာကြက်တစ်ပိတ်တာပဲထားပါစို့ခင်ဗျာအဲ့ဒီဒေသ3000ဝဲပေါ့ထားပါစို့3000ဝဲ4000ပေါ့ဗျာဒီလောက်ပဲရှိမှာပါ3000ဝဲပေါ့ဗျာကြက်တစ်ပိတ်တာ3000ဝဲဘယ်လောက်အရေးကြီးလို့လဲဗျာဒါကျွန်တော်တို့ဟိုစီးပွားပြအောင်ခိုးတာလည်းမဟုတ်ဘူးမိမိရဲ့အိမ်ဒုက္ခရောက်အောင်လုပ်တာလည်းမဟုတ်ဘူးအိမ်ဒီနာချင်းဆိုတော့ဗျာဒီလိုလိုအပြော်အပြက်လုပ်တာလည်းဖြစ်ဖြစ်မှာပေါ့ဗျာအဲ့လိုပဲကျွန်တော်တို့အဲ့ဒီဖြစ်စမှာဒီအိမ်မရှင်ရဲ့လက်ချက်တနည်းအားဖြင့် တနည်းအားဖြင့်ကျွန်တော်တို့တောင်ကြီးရဲ့တောင်ကြီးမဲဆန္ဒနဲ့အမှတ်၁ကဝင်ရောက်ရှိမြိုင်မဲ့ပြီးသုံးလုံးပါတီရဲ့ကိုစလေလောင်းရဲ့လက်ချက်နဲ့အမျိုးသားတယောက်ပိတ်ဆုံးခဲ့ရပါတယ်ပိတ်ဆုံးခဲ့ရပါရုပ်သေးတဲ့ကမှာဒဏ်ရာပေါင်းများစွာနဲ့ပိတ်ဆုံးခဲ့ရတာဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွတ်တော်အမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်၁ FPDP မဲဆန္ဒနဲ့အမှတ်၁ကနေဝင်ရောက်ရှိမြိုင်မဲ့လေဘာပါတီကိုစားပြုလွတ်တော်ကိုစလေလောင်းဦးကျော်သူရခ မမအာနီဆူရာမန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါယူကောက်ဝဲကော်မရှင်ကနေပြီးတော့ပြန်ပြီးတော့ဖြေချလာတဲ့အခြေအနေကိုတင်ပြပါမယ်။ဒီလေဘာပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းမဦးကျော်သူရဦးကျော်သူရက2021ခုနှစ်2021ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ကဒါသူကဒီမှာဒါသူ့ရဲ့သူ့ရဲ့ Facebook အကောင့်က post လေးပေါ့ post လေးတော့ဒါနဲ့ပတ်သက်ပြီးတော့သူကလွတ်တော်ကိုယ်စားလှယ်လောင်းဝင်လျှောက်တာတော့မှာဗျာ။ သူဒီ post ကိုသူဖြတ်မထားဘူးတော်တော်လေးကိုသူအမြတ်တနိုးအမြတ်တနိုးတံမိုးထားနေပုံရပါတယ်ကျွန်တော်တို့ဆိုလဲကျွန်တော်တို့ဘုရားမှာအမတ်တရားကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းသိထားကြပါတယ်ကျွန်တော်တို့ဘုရားမှာအမတ်တရားကြီးကျွန်တော်ဆိုရင်ဘယ်လောက်အမတ်တရားရှိလဲဆိုရင်အဲကျွန်တော်နောင်ချိုမြို့မှာ နောင်ချိုမြို့ကိုတက်မတော်ကပြန်ပြီးတော့ဒါတိမ့်ပိုက်လိုက်တိမ့်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဒီအမတ်တရားအနေနဲ့လက်နက်ကင် TNL အဖွဲ့ရဲ့ခေါင်းဆောင်အဖွဲ့အသုံးပြုတဲ့စောင်းနဲ့ကျွန်တော်ជីကာအုပ်ထုပ်ပေါ့ជីကာအုပ်ထုပ်ကိုជីကာအုပ်ထုပ်ကျွန်တော်လက်ဆောင်ရခဲ့တယ်ပေါ့ အဲ့မှာရှိတဲ့ကျွန်တော်ရဲ့ဒီမြေပြင်မှာရှိတဲ့ဒီတနည်းပြပြကျွန်တော်တို့ကျွန်တော်ရဲ့မိတ်ဆွေကြီးပေါ့ဗျာမိတ်ဆွေကြီးကျွန်တော်လက်မှတ်လက်မှတ်ထိုးပြီးတော့ကျွန်တော်တောင်းလာခဲ့တာတောင်းလာခဲ့တာပေါ့ဗျာဒါကျွန်တော်အမှတ်တရပဲကျွန်တော်ရဲ့အမှတ်တရဘာကြောင့်လဲဆိုတော့ဒီတက်မတော်ကနောင်ချိုမျိုးကိုပြန်ပြီးထိဆုပ်ခြင်းကာလာမှာကျွန်တော် ရခဲ့တဲ့အမှတ်တရပဲကျွန်တော်ပြောရတယ်အကိုကြီးတို့ကျွန်တော်ဘာမှကျွန်တော်တို့ဟိုအမှတ်တရပေးမနေနဲ့လို့ကျွန်တော်ဒီအကြံဖက်အုပ်စုပလောင်ရဲ့ကျွန်တော်ဗျာကြီးကအုပ်ထုပ်နဲ့သူတို့စောင်းတဲ့အုပ်ထုပ်ရရင်ရပြီလို့အဲ့တော့အဲ့မှာချက်ကျွန်တော်ရဲ့အကိုကြီးကလည်းလက်မှတ်လေးထိုးပစ်လိုက်တယ်နောင်ချိုမျိုးသိန်းအမှတ်တရဆိုပြီးတော့ နောင်ချိုမျိုးသိအမှတ်တရဆိုပြီးတော့သူ TNL ရဲ့အုပ်ထုတ်မှာရေးခဲ့တယ်ကျွန်တော်အဲ့ဒီဟာလေးကိုကျွန်တော်ကျွန်တော်ရှိတဲ့ကျွန်တော်ရှိတဲ့ရုံးမှာကျွန်တော်တင်ထားဆဲပဲဒါကျွန်တော်အမှတ်တရပဲဒါတစ်ချိန်မှာကျွန်တော်တို့ဒါကဒါကကျွန်တော်တို့နိုင်ငံတော်လည်းတမှုမဖြတ်နိုင်ဘူးကျွန်တော်ဘဝတော်လည်းတမှုမဖြတ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ဒီတပ်ဖွဲ့ကနောင်ချိုမျိုးကိုပြန်ပြီးထိဆုပ်စဉ်ကာလမှာထိဆုပ်စဉ်ကာလမှာရရှိခဲ့တဲ့ကျွန်တော်အမှတ်တရပဲအဲ့လိုပဲဒီကျော်သူရပေါ့ကျော်သူရကဒီမှာ သူကလည်းဒီလားဒီဒီတိုင်းပြည်တိုက်ဖြတ်ပြည်ဖြတ်လုပ်ငန်းမှာသူတို့ကအမှတ်တရရှိကောင်းရှိနေပါလိမ့်မယ်။ဒါကြောင့်သူမဖြတ်ဒီဒီ post ကိုမဖြတ်တာလည်းဖြစ်ပါလိမ့်မယ်။အော်ဒါတော့ကျွန်တော်အကြမ်းဖက် RP post ပေါ့ဗျာခင်ဗျားတို့ခင်ဗျားတို့သိရတယ်။အဲ့ဒီလူနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲ commission ရဲ့ရှင်းလင်းချက်ကိုတင်ပြပါမယ်။ရောင်းလိုက်တရကြီးအမျိုးသားလွတ်တော် FDP မဲဆန္ဒနဲ့အမှတ်တရတွင်ဝင်ရောက်ရှင်းပြမိ Labor Party ကိုစားပြုတ်လွတ်တော်ကိုစားတဲ့လောင်းဦးကျော်သူရခ မမတ်အာနီစူရာမန်နဲ့ပတ်သက်ပြီးတော့သတင်းဖော်ပြချက်များအရာကော်မရှင်ကသိရှိရပါတယ်တဲ့ကော်မရှင်နေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေတပ်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနည်းဥပဒေများနဲ့အညီဖြစ်ပေါ်စေအသေးစိတ်အချက်အလက်များတင်းရှိရန်လိုအပ်ပါသဖြင့်တပ်ဆိုင်ရာဝန်ကြီးဌာနများကပြန်လည်စစ်ဆေးလျက်ရှိပြီးစစ်စစ်တွေးရှိချက်များအပေါ်ကော်မရှင်ကတုံ့သက်ဆောင်ရွက်ရမှာဆောင်ရွက်ရမှာဖြစ်ပါတယ်ဗောဗျာသူတို့အဲဒီဟာနဲ့ပတ်သက်ပြီးတော့ဝန်ကြီးဌာနအဖွဲ့ပေါင်းစုံကနေပြီးတော့ဒါစစ်ဆေးလျက်ရှိတယ်ဗော အဲ့စစ်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 ချက်တွေပေါ်မှာတနည်းအားဖြင့်အဲ့ဒီဝန်ကြီးဌာနတွေအခြားသောဝန်ကြီးဌာနတွေသဘောထားမှတ်ချက်တွေပေါ်မှာကော်မရှင်ကတုံးသက်ပြီးတော့လုံးတင်လုံးထိုက်တာလုံးမယ်ပေါ့ဗျာအဲ့လိုရှိပါတယ်ဒါတော့ကျွန်တော်တို့အားလုံးလူကျော်များနေတဲ့ဥကျော်သူရခမမတ်အာနီဆူရာမန်နဲ့ပတ်သက်ပြီးတော့ဒါယူကဝဲကော်မရှင်ရဲ့ရှင်းလင်းချက်ကိုပြန်ပြီးတင်ပြတာဖြစ်ပါတယ်ဒါဒါအဲ့ဒီရဲ့လွှတ်တော်ကိုယ်စားလောင်းလုံးမဲ့သူရဲ့ post တိုင်းပြပြပြလုံးမဲ့သူရဲ့ post ခဏကြည့်လိုက်ဒါဘယ်ဘက်ကိုရောက်နေလဲဘယ်ဘက်ကိုရောက်နေလဲ ဒီဘက်ကိုရောက်နေလဲပေါ့ဗျာဒီလောက်ပဲကျွန်တော်တင်ပြချင်ပါလေပြည်ပမီတာကိုအနေနဲ့ကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ